တာလီစွာပါဒီကနေ့အော်တိုဘာလ29ရက်နေ့နရဇရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားသတင်းတွေကိုကျမဟန္နာကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့နတ်ရီကန်ကိုလန်ဟောင်းဘက်ကထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းဗစီကျေးရွာနာမှာအာရခတ်တပ်တော် AA ကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာစစ်တပ်စစ်ကြောင်းတစ်ခုလုံးပြုတ်သွားတဲ့သတင်း မောင်တော်မြို့နယ်ကရခိုင်ပင်လယ်ပြင်အတွင်းတရားမဝင်ကျူးကျော်ဝင်ရောက်ငါးခိုးဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါးဖမ်းသမား၄ယောက်ကိုအေအေကထိန်းသိမ်းထားတဲ့တဲ့တင်ရခိုင်ပြည်အနက်မှာအရက်တာပြစ်မှတ်တွေကိုအကြမ်းဖက်မြန်မာလီတပ်ကနေနေစဉ်ရက်ဆက်ပုံကျဲမှုတွေပြုလုပ်နေရမှာလူသေဆုံးမှုနဲ့ဒဏ်ရာရရှိမှုတွေဆက်လက်ရှိနေတဲ့အတွက်ပြည်သူတွေအနေနဲ့လေကြောင်းရံကို အထူးသတိထားဖို့လိုအပ်နေတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ လေကြောင်းရံကာကွယ်ရေးဗျူဟာစခန်းကစစ်တပ်စစ်သားတွေကိုကဲထုတ်ရန်စစ်တပ်ကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးခြိတက်လာရာလမ်းဟောင်းဘက်ကနေထိုးစစ်ဆင်လာတဲ့စစ်ကြောင်းကိုဗစီကျွေးရနာမှာအာရခတ်တော် AA ကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်တပ်စစ်ကြောင်းတစ်ခုလုံးပြုတ်သွားခဲ့တယ်လို့သိရှိရပါတယ်။ စစ်တပ်ကနတ်ရေကန်လေချောင်းရံကာကွယ်ရေးစခန်းကိုလမ်းဟောင်းလမ်းသစ်နှစ်ခုအသုံးပြုပြီးစစ်တပ်စစ်ကြောင်းနှစ်ကြောင်းခွဲကထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာလို့သိရပါတယ်ပထမစစ်ကြောင်းက ကပါစာ၁၄နဲ့ဇင်းပြွန်ရွာစခန်းတို့ကနေလမ်းဟောင်းအတိုင်းအင်အား200ခန်းနဲ့ထိုးစစ်ဆင်လာခဲ့ပြီးတစ်ချိန်တည်းမှာပဲအင်အား100ခန်းပါတဲ့စစ်ကြောင်းကလမ်းတစ်ဘက်ကနေရှေ့စင်နောက်ဆင့်ထိုးစစ်ဆင်လာခဲ့တာလို့သိရပါတယ် ဗစီကျေးရွာဝင်းကျင်မှာပထမစစ်ကြောင်းနဲ့အာရခတ်တပ်တော်အေအေတို့တိုက်ပွဲအပြင်းအထန်ဖြစ်ကြပြီးစစ်တပ်ဘက်ကအကြအဆုံများခဲ့ကစစ်ကြောင်းတစ်ခုလုံးပြုတ်သွားခဲ့တယ်လို့ဒေတာကန်စစ်ရေးသတင်းရင်းမြစ်ကနရစရာကိုပြောပါရယ် ကပ္ပစ14ဘက်ကတက်လာတာပါပထမစစ်ကြောင်း200ခန်းတော့ရှိမယ်ဗစီရွာနားမှာအကုန်ကျသွားပြီစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ပါတယ်လက်နက်တွေအလောင်းတွေကိုယ့်ဘက်ကတော်တော်များများသိမ်းမိပါတယ်နောက်စစ်ကြောင်းတစ်ကြောင်းကပတ်ဝန်းကျင်မှာရှိနေသေးတယ်လို့ပြောပါတယ်ပထမစစ်တပ်စစ်ကြောင်းတစ်ခုလုံးပြုတ်သွားတာကြောင့်မြန်မာစစ်တပ်လေးတပ်ကတိုက်လေရင်နဲ့ဗစီရွာကိုဘုံအကြိမ်ကြိမ်လာကျဲခဲ့တယ်လို့သိရပါဗျ။ အာရခတ်တော် AA နဲ့တော်လန်ရေးတပ်ဖွဲ့တွေဝိုင်းရံပိတ်ဆို့ခံထားရတဲ့နိုင်ရီကန်လေကြောင်းရံကာကွယ်ရေးပြူဟာစခန်းကိုစစ်တပ်ဘက်ကကာကွယ်နိုင်ရန်အခြေအနေမရှိတော့ရမှအခုတက်လာတဲ့စစ်ကြောင်းတွေကနိုင်ရီကန်စခန်းကိုကာကွယ်ရန်ထက်ပိတ်မိနေတဲ့စစ်သားတွေကိုကယ်ထုတ်ဖို့စူးစမ်းလာခြင်းဖြစ်နိုင်တယ်လို့နောက်ထပ်စစ်ရေးသတင်းရင်းမြစ်တအူကပြောပါတယ် နရီကန်တောင်ကစစ်တပ်တပ်ဖွဲ့ဝင်တွေရိတ်ခါပြက်လက်နေပြီးအော်တိုဘာ28ရက်နေ့လယ်အချိန်ကမှဝိုင်တွဲ Y8 တို့နဲ့လာရောက်ပို့ဆောင်ခဲ့ခြင်း ကင်းထောက်လေရင်တစည်းကကင်းထောက်ပြန်တန်းက Jet Fighter တစည်းကအနီးနေရာတွေကိုဘုံကျဲချခဲ့တာလို့သိရပါဗျ။ လက်ရှိနဲ့ရေကန်လေချောင်းရံကကွယ်ရေးစခန်းကိုအေအေကဝိုင်းဝန်းပိတ်ဆို့ထားပြီးလက်နက်ကြီးတွေနဲ့နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေရှိနေသလိုဂုတ်ကြီးကျွေးရလန်းတင်နဲ့ပစီကျွေးရလန်းဟောင်းတို့မှာနှစ်ဖက်တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေတယ်လို့သိရပါဗျ။ ရခိုင်ပြည်အနောက်ဘက်နယ်စပ်မောင်တော်မြို့နယ်ကရခိုင်ပြည်နယ်ပြင်အတွင်းတရားမဝင်ကျူးကျော်ဝင်ရောက်၅ခုဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံက၅ဖမ်းသမား၄ယောက်ကိုအာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ကမ်းခြေဆောင်တပ်ဖွဲ့ဝင်တွေကထိန်းသိမ်းလိုက်တယ်လို့သိရပါဗျ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါးဖမ်းသမားလေးဦးဟာငါးဖမ်းလေတစည်းနဲ့ရခိုင်ရေပိုင်နယ်အတွင်းအော်တိုဘာလ28ရက်နေ့နနက်9နာရီခန့်ကငါးခိုးဖမ်းနေစဉ်အာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ကမ်းခြေဆောက်တပ်ဖွဲ့ဝင်တွေကလိုက်လံဖမ်းဆီးခဲ့တာလို့သိရပါတယ်။ဖမ်းဆီးချိန်မှာငါးခိုးဖမ်းသူလေးဦးကအဖမ်းမခံပဲဆက်လီမောင်းထွက်ပြေးခဲ့ပေမဲ့နနက်9နာရီအကျော်မှလက်ရဖမ်းဆီးမိခဲ့တယ်လို့ APN သတင်းမှာဖော်ပြပါတယ်။ လက်ရှိမှာငါးခိုးဖမ်းသူ၄ဦးကိုတရားဥပဒေနဲ့အညီဆောင်ရွက်နိုင်ဖို့အာရခပြည်သူတော်လှန်ရေးအစိုးရက ထိန်းသိမ်းထားတယ်လို့သိရပါဗယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါးဖမ်းသမားတွေဟာရခိုင်ရေပိုင်နဲ့အတွင်အကြိမ်ကြိမ်ငါးခိုးဖမ်းနေပေမဲ့အေအေကတက်ညာသောအပြင်အပြစ်မပေးဘဲလွတ်ပေးနေတာလို့သိရပါဗယ် ရခိုင်ပြည်အနက်မှာအရက်သားပြစ်မှတ်တွေကိုအကြမ်းဖက်မြန်မာလေတပ်ကနေနေစဉ်ရက်ဆက်ဘုံကျဲမှုတွေပြုလုပ်နေရမှာလူသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေဆက်လက်ရှိနေတဲ့အတွက်ပြည်သူတွေအနေနဲ့လေကြောင်းရန်ကိုအထူးသတိထားဖို့လိုအပ်နေတယ်လို့သတင်းရရှိပါရတယ်။မြန်မာလေတပ်ကအခုလိုအရက်သားတွေကိုပြစ်မှတ်ထားဘုံကျဲနေရမှာအောက်တိုဘာလ26ရက်နေ့ကအမ်းမြို့ကိုဘုံကျဲခဲ့ပါရတယ်။အဲ့ဒါလိုဘုံကျဲခံရတဲ့အတွက် အမျိုးမျိုးဟောင်းရက်ကချင်းလူမျိုးဆလိုင်းသိန်းစော်တန်းကိုနှစ်ဟာဒရာရရှိခဲ့ပြီးလက်ရှိမှာတိတ်ဆုံးသွားခဲ့ပြီဖြစ်တယ်လို့သတင်းရရှိပါရယ်အလားတူဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းကအောက်တိုဘာ26ရက်ညနေပိုင်းမှာ အသက်14နှစ်အရွယ်မောင်ထေးအောင်ဟဲလူနာသွားတဲ့စဉ်စစ်တပ်ကပြစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြီးကြပြီးတိတ်ဆုံးခဲ့ရပါတယ်။အော်တိုဘာလ25ရက်နေ့ကလည်းကြောက်ဖြူမျိုးနဲ့တိုင်ချောင်းကျွာကိုလေချောင်းနဲ့နှစ်ကြိမ်တိုင်ဘုံကျဲတိုက်ခိုက်ခဲ့ရမှာအရက်သားလူငယ်2ဦးဖြစ်ကြတဲ့မောင်ငင်းချန်းစိုးနဲ့ကိုစောဝင်းနိုင်တို့ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ28ရက်နေ့ညနေ9နာရီအချိန်မှာလဲတောင်ကုန်းမြို့မဟာတထအခမဲ့ကိုပိုင်အထက်တန်းချောင်းကိုပေါန 9500ဘုံနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်အခုလိုနိုင်စင်ရက်ဆက်အကျန်းဖက်မြန်မာလီတက်ကအရက်သားပြစ်မှတ်တွေကိုအ धिक ထားဘုံကျဲနေတဲ့အတွက်ရခိုင်ပြည်သူတွေအနေနဲ့လေကြောင်းအနေရပေါ်များစွာစိုးရိမ်မှုတွေရှိနေတယ်လို့သိရပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။ ပြည်တွင်းသတင်းသဘောအနေနဲ့မြန်မာစစ်အာဏာရှင်တွေအနေနဲ့အကြမ်းဖက်မှုတွေကိုရပ်တန့်ရမယ်လို့ကုလအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကတောင်းဆိုလိုက်တဲ့သတင်းကုလအသွင်ရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကမြန်မာစစ်အာဏာရှင်တွေအနေနဲ့အကြမ်းဖက်မှုတွေကိုရပ်တန့်ရမယ်လို့တောင်းဆိုလိုက်ပါတယ်။ အော်တိုဘာလ28ရက်နေ့တနင်္လာနေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးရဲ့ဆက်ဆက်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအခုလိုတောင်းဆိုသွားခဲ့တာဖြစ်ပါတယ်။မြန်မာစစ်အစိုးရအနေနဲ့2021ခုနှစ်ကလေးကစပြီးပြည်သူလူထုအပေါ်ကျူးလွန်နေတဲ့အလွန်ဆက်ဆုပ်ဖွဲကောင်းတဲ့အကြမ်းဖက်မှုတွေကိုအဆုံးသတ်ရမှာဖြစ်ပြီးအရက်တာအစိုးရစီကိုအာဏာပြန်လဲအနံပြီးယုံကြည်စိတ်ချရတဲ့လမ်းကြောင်းတစ်ခုကိုရှာဖွေရမယ်လို့ပြောဆိုသွားခဲ့ပါတယ်။ ကုလသမဂ္ဂအနေနဲ့အာဆီယံရဲ့ကြိုးပမ်းမှုတွေကိုအပြည့်အဝထောက်ခံပြီးအကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ရေးနဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေပေါ်ပေါက်လာရေးကိုအဓိကလိုလားကြောင်းဂူတာရက်စ်ကထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒေတာရင်းတည်ငြိမ်ရေးကိုချိန်ချောက်နေရဲဆိုတဲ့အချက်ကိုလည်းသူကအလေးပေးပြောကြားခဲ့ပြီးမြန်မာနိုင်ငံကနေစတင်ဖြစ်ပေါ်နေတဲ့ဒုက္ခတွေပြဿနာမူရစ်စေဝါမှောင်ခိုကူးမှုလူကုန်ကူးမှုနဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေဟာအိန္ဒိယနိုင်ငံတွေရဲ့လုံခြုံရေးကိုပါတိုက်ရိုက်စိန်ခေါ်နေရဲဆိုတာကိုထည့်သွင်းပြောဆိုသွားခဲ့ပါတယ်နိုင်ငံတကာသတင်းတပုတ်အနေနဲ့အမေရိကန်တမရထရန့် တောင်ကိုရီးယားတို့မလာမီနိုင်ပိုင်းအလိုမှာမြောက်ကိုရီးယားကဒုံးကျည်စမ်းတမ်းမှုကို ပြုလုပ်ခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်တောင်ကိုရီးယားကိုမလာမီ နိုင်ပိုင်းအလိုမှာမြောက်ကိုရီးယားကဒုံးကျည်စမ်းတမ်းမှုကိုပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ် မြောက်ကိုရီးယားကရန်သူတွေအတွက်သတင်းစကားပါတဲ့အနေနဲ့အနောက်ဘက်ကမ်းရိုးတန်းမှာ cruise ဒုံးကျည်တွေကိုဆန်တက်ပစ်ခတ်ခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာကဗုဒ္ဓဟူးနေ့မှာပြောဆိုလိုက်ပါတယ်။ပင်လယ်ရေပြင်ကနေမြေပြင်ကိုပစ်လွတ်တဲ့ဒုံးကျည်ကိုအင်ကာနေကအဝါရောင်ပင်လယ်ကနေပစ်လွတ်ခဲ့ပြီးအချိန်နှစ်နာရီကျော်လေထဲမှာ ပြန်တန်းခဲ့တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန KCNA ကပြောကြားပါတယ်။ အရေးကြီးတဲ့ဒုံးကျည်ပြစ်လွတ်မှုတွေကိုပုံမှန်ကြီးကြပ်လေးရှိသူကတော့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ဖြစ်ပေမဲ့ဒီတချိန်မှာသူပါဝင်ခြင်းမရှိဘဲထိတ်တန့်စစ်ဘက်အရာရှိပက်ချုံချွန်းကစံတက်မှုကို ကြီးကြပ်ခဲ့တယ်လို့သိရှိရပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာသူ့ရဲ့ဒုတိယသက်တမ်းအတွင်းအာရှသုံးနိုင်ငံခရီးစဉ်အဖြစ်ဒီအပတ်ထဲအလဲအပတ်ရောက်ရှိနေရမှာဒီကနေ့မှာတော့တောင်ကိုရီးယားကိုရောက်ရှိလာခဲ့တယ်လို့သိရှိရပါတယ်။ အမေရိကန်သမ္မတထရန့်ဟာမြောက်ကိုရီးယားခေါင်းဆောင်ကင်နဲ့လည်းတွေ့ဆုံလိုပါတယ်လို့ယခုအပတ်မှာပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ကလည်းအမေရိကန်အနေနဲ့မြောက်ကိုရီးယားကိုလဲစားပြီးနျူကလ িয়ার လက်နက်တွေကိုဆွန့်လွတ်ဖို့တောင်းဆိုမှုတွေကိုလျှော့ချပါကဆွေးနွေးပွဲလိုတယ်လို့တုံ့ပြန်ပြောကြားခဲ့ပါတယ်။ နရစရာသတင်းဌာနကနေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narisara.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube, Telegram တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရစရာရုပ်တံကို ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်။